ကဲရာဒီရူပူလို့သမင်းစားမမဲ့ဘူးဆိုသူတွေအတွက်ဒီနေ့ကတော့ဈေးထဲမှာထီကေယုံနုနုလေးတွေ့ရတယ်ထီကေယုံကြော်ကြက်လေးချက်ပြီးငါတစ်တာကိုတော့ဇပလင်ရှမ်းနဲ့နဲ့များများလေးနဲ့ဆက်ဆက်လေးတုပ်ပြီးတော့သမင်းစားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူစားချက်အောင်နော် ချီကီယုံလေးကပုံမှန်ဆိုရင်အရင်ပိုင်းလေးပဲဈေးထဲမှာရတတ်တာပေါ့နော်ဒီနေ့ကတော့အဖျားပိုင်းအမှုလေးကြီးရအောင်လို့ကြော်ချက်ပုံစံလေးချက်စားဖို့ဝယ်ခဲ့လိုက်ပါတယ်အော်ချက်မစားဘဲနဲ့တို့စားမယ်ဆိုရင်လည်းရပါတယ်အဲ့တော့အဖျားအမှုပိုင်းနဲ့အရွက်လေးတွေကိုတင်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်တုံအဖြူငရုတ်သီးစိမ်းတို့ကိုစားလေးထည့်ပြီးတော့ထောင်းထားပါမယ် ကျင်ကျအောင်ထောင်းပြီးရင်တော့ပဇွန်လော်ထားလေးလေးအိမ်မှာရှိနေရမှလို့ရောပြီးတော့ထောင်းထားလိုက်ပါမယ်။အိုးထဲမှာတင်ထားတဲ့ထီကယုံလေးတွေကိုထည့်ပြီးရင်ခရမ်းကျင်သည်ထောင်းထားတဲ့ပဇွန်ငပီစိမ်းစာချက်တုံနီးအယောင်တင်မှုဆန်နှင်းမှုစားအရာတာမှုစီရိုးထည့်ပါမယ်နော်။ပြီးရင်တော့မီးဖွင့်ပြီးတော့အားလုံးတမဝါအောင်လုံးပြီးတော့ကြော်ပေးလိုက်ပါမယ်။ထည့်ထားတဲ့စီလေးနဲ့ပဲထီကယုံလေးရွံ့လာသည့်ထီကြော်ပေးရပါမယ်။ပြီးရင်တော့ငပီလေးအေးပြော်သွားအောင်လို့ရေနှဲငယ်ထည့်ပြီးတော့လှိမ့်ပေးပါမယ်နော်။ခဏလောက်လှိမ့်ပြီးရင်တော့ငပီလေးအေးပြော်သွားပြီဆိုရင်ရေထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်။ပြီးရင်တော့ထီကယုံလေး င်နူးသွားသည့်ထိစောင့်ပြီးတော့တဲထားလိုက်ပါမယ်နောက်ဆုံးမှာငရုတ်သီးဆောင်လေးထည့်ပြီးတော့အရသာလို့တို့ရပြီဆိုရင်တော့အိုးချလို့ရပါပြီနော်ပြီးရင်တော့ငါးတက်တာတုံးလေးလည်းတော့ပါမယ်ငါတတလေးတွေကိုတော့ဇလုံနဲ့ထည့်ပြီးခရိုင်ညင်သည်ပပလီထားရဲ့ဇပလီငရုတ်သီးစိမ့်ကြက်တွန်အနီအဖြူရှမ်းနန်းနဲ့စာအရသာမှုငပြရီငရုတ်သီးမှုစရတို့ထည့်ပြီးအားလုံးရောတမဝအောင်နေလိုက်ပါမယ်အနံလေးပုံမွေးခြင်းနဲ့ဆိုရင်တော့တမရသီးလေးတစ်စည်းလောက်ညှစ်ထည့်လို့ရပါတယ်နေတဲ့ခါကျရင်တော့ခပ်ဖွားလေးနေပေးမှသာငါတတလေးရာကြေမွမသွားမှာပေါ့နော်အဲတော့အရသာစိတ်တိုင်းကြလဲရပြီဆိုရ င်တော့ချင်းဆက်အရသာလေးနဲ့ထမင်းစားလို့လည်းမိန်နဲ့ငါတက်တာတော့လေးလေးရပါပြီပြီးရင်တော့ထမင်းစားဖို့အတွက်ဖွားဖွားချက်ပေးထားတဲ့မကြည်ရဟင်းညိုငပီလေးနဲ့အာအပါဆွဲမှပဲဖြစ်ပါတယ်အခုလိုထမင်းနဲ့ကိုထီကယုံကြောက်ကြလေးထက်ငါတက်တာတော့လေးထက်ပြီးရင်ငပီလေးစမ်းပြီးအာအပါနေချပြီးထမင်းစားလိုက်ရင်တော့ရှယ်ပဲပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီအပိုင်းကအရန်ပူရခါကြတော့ထမင်းစားဖို့မနေ့စဉ်းစားရရပေါ့နော်အဲ့တော့ထမင်းစားဝင်စေမယ့်ဟင်းပွဲလေးကျွန်တော်ဖန်တီးထားပါတယ်အဓိကတော့ဒီမှာထီကယုံကြောက်ကြလေး ဒါလေးရကြတော့ထီကယုံလေးရကြတော့ကျွန်တော်ဒါဈေးထဲမှာတစ်ခါလေးမှရရပါတော့။သူကရေထီကယုံလေးပါ။အဲ့တော့ဒါလေးကိုကြော်ကြက်ပုံနဲ့လေးဖန်တီးထားတယ်။ငါတက်တာတော့ချင်းဆက်လေး။ဒီလိုဟင်းပွဲလေးရကြတော့လုံးဝအခုလိုရာသီဥတုနဲ့လိုက်ဖက်တယ်ပေါ့နော်သမင်းစားလို့လည်းဝင်တယ်ပြီးတော့ကျွန်တော်ဒါရင်ချောင်စီဖို့အတွက်ကိုဒီမှာမချီရွက်ဟင်းညိုလေးလည်းကျွန်တော်ဖန်ကြီးထားပါတယ်တော့ဝမ်းလေးအေးရပေါ့နော်ဟာတော့ဆောက်ကြပါဦးอืม ီကုံးလေးနူးဖောင်ညာပဲငါတက်တာတော့လေးရလဲဇဘယ်လင်ရှမ်းနဲ့နိုင်မှွှင်းနိုင်လေမှွှေးရနေရောပဲ 嗯，就别求我家了。ဒီ ठी ကေယုံကကြတော့ပုံမှန်ကုံးမော့မှာပောက်တဲ့လေအဲ့လိုလမ်းမမှာတွေ့ရ ठी ကေယုံလေးစားလို့မရဘောနော်ဒါရေ ठी ကေယုံလေးပါ ကျွန်တော်ဒီနေ့ကတော့ရာဒူးပူပူနဲ့ထမင်းစားမိန်စမဲဟင်းပွဲလေးကိုချက်ပြသွားပါဖြစ်ပါတယ်။ကျွန်တော်ဒီလိုကျွန်တော်ဒီမှာပဲဆွန်တက်လိုက်ပါမယ်။နောက်လည်းကျွန်တော်ဘလိုပုံစံလေးချက်ပြစားပြအောင်လဲဆိုတာဆက်လက်ကြည့်ပါဦး။တဒါ